ອໍລົງນະລາວ່າຈົນໄມເສຍຍາວານລຸມເອີອືເຈົກຈໍາລະດີຈົນມ້ຽວປເສດີງກຸນບໍຕັ້ຫາທີ တကယ်ဗီဒီယိုဖိုင်ဒီမှာဟောပြောပြထားပါတယ်ဗောနော်ဘောဒနေတပတ်တယ်ဒီကြအခုအင်္ဂါတာသမိနဲ့ပတ်သက်ပြီးတော့ဘဝတသက်တာလုံးရဲ့လက္ခဏာလေးတွေပါနော် အင်္ဂါသသမီးတွေဆိုတဲ့အပိုင်းကလည်းစိတ်ပေါ်တာနုညံ့တိမ်မွေ့ရဲ့တစ်ခါလေမှာတော့ကောင်းပြီးတော့ပြောဆိုလေးတွေကတော့ညင်တာမအပြောဆိုလေးတွေညံ့ညောမှသာလင်တစ်ဖက်လူကကိုယ်တုတ်ပြတ်မှုတွေရရှိလာတတ်တယ်အင်္ဂါသသမီးတွေကဘောကောင်းနေမောင်းမခံတုတ်ပြတ်မှုပြင်းထန်တတ်တယ်အင်္ဂါသသမီးတွေ့ ိုရဲ့ဘောတရားအရာပါနော်အဲ့ဒီခါကျတော့ကိုကတဘောကောင်းခဲ့တယ်ကိုခါခါတိမှာမဟုတ်မခံပြန်ပြီးတော့ပြောဆိုတုတ်ပြန်ချင်းကြောင့်ကိုရဲ့ကုညီဖို့ရရှိပဲကိစ္စတွေမှာချုပ်ပါမရှိကြမရှိကြပြပြသွားတာအများတယ်ဒါကြောင့်လဲဆိုခါတိမှာကိုကတုတ်ပြန်မှု ပြင်းထန်တယ်လို့ပြောလို့ရတယ်သူရဲ့ဆိုလိုဆိုလိုရင်းတဘောကတကလုံးနေကြเนาะအတန်ကြောင့်ဖားတည်ဆိုတဲ့ပုံစံမျိုးလေအင်္ဂါသတ္တမိတွေကအီအင်္ဂါချုပ်ခုရဲ့ချုပ်တင်ကိတ္တခုလုံးကိုတော့မှာပဲသွားမိုးပြီးတော့ပြောလို့ရတယ်ဆိုတော့ဟောပေါ့เนาะအဲ့ဒီအဲမှာမှာအင်္ဂါသတ္တမိ တူတယောက်ချင်းစီရဲ့အကြမ္မာဒီလက္ခဏာကိုဒီဗီဒီယိုဖွင့်ရနေပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အဲတော့အင်္ဂါသာသမီနဲ့ပတ်သက်ပြီးတော့ twin cid အဖွားအဖွား cid ပေါ့နော်ဒါရင်းနဲ့ပတ်သက်ဆက်နွယ်အကြမ္မာလို့ကိုယ့်ရဲ့မိသားစုဝင်နေမှာဆိုလို့ရှင်ကိုယ့်ရဲ့ မိခင်ဖခင်ဒီကဲသူတွေရကိုမသာသမီလေးတွေအင်္ဂါသာသမီလေးတွေပါခဲ့ဆိုလို့ရှင်ပါဖွားလေအဖွားဆတာရဲ့ဇယိုက်လက္ခဏာသင်္ကေတလေးတွေနားလည်ထားမယ်ဆိုလို့ရှင်အကယ်၍ပြုပြင်ပြောင်းလဲလို့ထိမှတ်ပြီးတော့တက်မှတ်ပြီးလို့ရတယ်ပုဗ္ဗစရိယမိနစ်ဖားဆိုတာပထမရေလဝုဆရာကမိပါတွေပဲဖြစ်တဲ့အတွက်ပါနော်အင်္ဂါသာသမီ ဘင်္ဂဘွားတွေကိုစပြီးတော့ကြောက်မှာဖြစ်ပါတယ်။ဘင်္ဂသားတွေဘင်္ဂဘွားဆိုလို့ရှိရင်ဘယ်လိုကြည့်ပြီးတော့ပြောနိုင်လဲဆိုတဲ့အထက်မှာမြမမွေးတက်ကြစ်ကိုခုနှစ်နဲ့စာတုံးကျွင်းနေဆိုရင်ဘင်္ဂဘွားဖြစ်ပါတယ်။အဲ့ဒီဘင်္ဂဘွားတွေကမွေးရတဲ့နေရာကြီးရတဲ့နေရာအောင်မြင်တာတနေရာနော်ဒါမျိုးဖြစ်တတ်တယ်။ငယ်ရစင်မှာကျမကြီးချူချတတ်တယ်ကျမရဲ့ညံ့တာတွေဒီဝါတတ်တယ် မိသားစုဝင်ထဲမှာတကလို့အင်္ဂါသားသမီးပထမဆုံးမွေးဖွားတဲ့ဆိုရင်လည်းညံ့တတ်ပါတယ်တဦးအင်္ဂါဆိုရင်လည်းညံ့တတ်ပါတယ်အဲ့တော့ဈာထဲမှာနို့ညာလို့ဘာလို့ဆိုကိစ္စမရှိဘူးပေါ့နော်နှစ်ယောက်မြောက်သုံးယောက်မြောက်တွေကိစ္စမရှိအင်္ဂါသားသမီးတွေဘင်္ဂဘွားဟာသတဲ့ပြီးတော့မွေးဖွားပြီဆိုတော့ဗျာမိသားစုတွေမှာတစ်ခါလေမှာအပြောင်းအရွှေ့တွေလုပ်ငန်းအပြောင်းအရွှေ့တွေလည်းကြုံရတတ်တယ် ဒီပါရေးအခါတွေမှာလည်းအနေငယ်အချင်းောက်တွေလည်းကျောင်းနိုင်တယ်ဒါအင်္ဂါသားသမီးတွေရဲ့ကိုယ့်ရဲ့မိသားစုဝင်ထဲမှာအင်္ဂါဂျိုးဆိုတာဝင်လာပြီဆိုတာနဲ့ပင်ကဘွားဖြစ်တယ်ဆိုလို့ရှင်အပြောင်းရွှေ့တွေကျော်ရတဲ့ဘဝမှာ အရွယ်ရောက်လာပြီဆိုတဲ့အပိုင်းမှာဆိုရင်တော့နော်မွေးရတနေရနေပြီးတော့တခြားနေရာမှာအလုတ်ထွက်လို့ကြာတာလို့နော်နောက် နေရာထက်ခင်ပြောင်းရွှေ့လိုက်ရတာတို့ဒါမျိုးတွေခဏခဏကြုံရတယ်ကြုံရတတ်တယ်အင်္ဂါသားသမီးတွေမိစေအပေါင်းအသင်းတွေနဲ့ပတ်သက်လို့ရှင်လေခုနကျွန်တော်ပြောထားသလိုပဲအဲ့ဒါကကိုယ့်ရဲ့အချိန်ရောက်ပြီဆိုတာနဲ့ကိုဘွားကိုကိုကြောင်းပြီဆိုတာနဲ့အပြောဆိုကြီးထင်းထင်းတတ်ဖို့လိုပါတယ်ဘွားမှာအားမြခြင်းနဲ့ကြည်ပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ကျွှင်မှုတွေရရှိခြင်းနဲ့မိသားစုဆိုလို့ရှိရင် ကိုယ့်ရဲ့စကားပြောထင်တယ်မှာဖြစ်တယ်။နောက်ကိုယ့်ရဲ့ဆောင်ရွက်နေတဲ့လုပ်ငန်းတစ်ခုကိုတိတိကျကျဘယ်လောက်ထောက်တိကျနိုင်လဲဆိုလို့ရှိရင်ကိုတက်မြောက်ထားတဲ့အတတ်ပညာတစ်ခုကိုဆောင်ပေးပြီးတော့ဆောင်ချပြီးတော့လုပ်ငန်းတွေဆောင်ရွက်မယ်ဆိုလို့ရှိရင်စကားပြောလဲသင်ကျင်မယ်ထင်နေမယ်နှူးညံ့မယ်ဆိုရင်ပတ်ဝန်းကျင်လေးစားမှုခံပါလေအလောက်ကနေတော့တိုးတက်မယ်မိသားစုမှလည်းပျော်ရွှင်မယ်ဒီဘဝမှလည်းကောင်းတယ်ပေါ့နော် တမ်းမာကြီးလည်းကောင်းတယ်ဒါရဒီလိုဆိုလို့ရှင်အဆင်ပြေတယ်လို့ပြောချင်ပါတယ်အင်္ဂါသာသမီးရနော်အဲဒါအင်္ဂါသာသမီးတွေချိုးဆိုလို့ရှင်အိမ်အောင်ကြပြီးရောချိုးဆိုလို့ရှင်တကယ်တချင်မှသွားပြီးရောအလုပ်လုပ်ရတယ်နော်ရှားဝေးတွေရောက်မယ်နိုင်ငံခြားတွေရောက်တယ်ပြည်ပတွေရောက်မယ်ဆိုလို့ရှင်အချို့မှာအိမ်အောင်ကြီးပြည့်ရနာလေးကျောင်းတက်တယ်နော်အင်္ဂါဂျိုးဆိုရဲတခု ပြောချင်တာကလင်ဂျိုးတွေကာမဂျိုးတွေ ဒီကအပြင်းနေလို့ပြောဆိုရတဲ့အတွက်အိမ်တော်မှုတွေနဲ့ရန်ကွဲကွာပြီးတော့နေထိုင်ရတဲ့အင်္ဂါအိမ်တော်တွေဒီနေနဲ့ဆိုလို့ရှိရင် နော်ဒါဒီအိမ်တော်နဲ့ပတ်သက်လို့ရှိရင်ထိမ့်သိရမှာဖြစ်တယ်လူပြိုးရွယ်ဆိုရင်လည်းဟိုရောက်တဲ့နေရာမှာသွားတဲ့နေရာမှာအိမ်တော်ဆက်များတတ်တယ်နော်ချီးရည်နဲ့ပတ်သက်လို့ရှိရင်လည်းဟိုဘယ်လိုခေါ်မလဲဆိုတော့သွားလျာမှာ ထမ်းပေါ်နယ်လို့လည်းပြောလို့ရတယ်။ကိုမနယ်လို့ပြောလို့ရတယ်။အချင်းနဲ့ပတ်သက်လို့ရှိရင်လည်းခါကလေးမှာကိုကိုကိုဥစားပေးတတ်တယ်ပေါ့နော်။ကိုဘက်ကိုဥစားပေးတတ်တယ်။ဒါအိုက်မွန်စံမြောခံစားမှုမှာတော့အချင်းနဲ့ပတ်သက်လို့ရှိရင်လည်းပြင်းထန်တဲ့ကိစ္စမျိုးတွေလူတိုင်းမှာရှိစမြဲဖြစ်ပါလေ။တိုးတော့လည်းပဲအင်္ဂါသတိမိကြတော့ခါကလေးမှာဖောက်ပြီးတော့ပြောင်းလဲပြီးတော့အချင်းနဲ့ပတ်သက်ပြီးရော တရားပြတယောက်ပြောင်းလဲပြီးတော့လူငယ်နဲ့ပတ်သက်တဲ့ကိစ္စတွေအဲလိုအပေါင်းနဲ့မှားတာတွေကျောင်းကျောင်းတက်တယ်အဲလိုကျောင်းရမယ်ဆိုလို့ရှင်ဘဝရဲ့လမ်းခရီးမဖြောင်းတန်းတော့အိမ်တော်ကြပြီလို့တခြားနေရာမှာအလုပ်တော့လုပ်တယ်ဆိုလို့ရှင်လေအိမ်တော်ကြီးမှာသွားရမှာအိမ်တော်ကြတတ်တယ်လို့အိမ်တော်ဆက်များတတ်တယ်လို့ပြောထားတဲ့အတွက်အဲလိုဆောင်ရွက်နေမယ်ဆိုလို့ရှင်ခြေဝါးကြီးတွေကံကြမ္မာတွေညံ့သွားတတ်ပါတယ်နော် ်ဒါဒါကိုထိတ်ချုပ်မှသာလဲကျွန်တော်ခုနဒါတွေကိုတစ္ဆာရှိရမယ်စကားပြောချူတာရမယ်တိတိကျကျလုပ်ငန်းကိုဆောင်ရွက်ရမယ်အောင်မြင်မယ်ကြည်ပွားမယ်ချမ်းသာမယ်မိသားစုပျော်ရွှင်မယ်ဒါအင်္ဂါသာသမီးပင်ကားပွားဆိုင်တယ်အဲဒီလိုလုပ်မယ်ဆိုလို့ရှင်အိုစာတာကောင်းမယ်နော်အထွန်းဂျူတို့ဒီပတိဂျူတို့ရှာစာဂျူထက်တယ်အောင်ကောင်းမယ်အိုစာတာကောင်းမယ် တင်းရဲမှန်ဘယ်တော့မှတင်းရဲချင်းဆိုတာတင်းရဲမှောက်ကြက်တဲ့တဲ့ဘင်္ဂါတော့ပေါ့ဘင်္ဂါသမားတွေကထန်းသာမှုလိုလားတယ်ထန်းသာမှုလိုလားတဲ့အတွက်ကိုယ့်ရဲ့အမားတွေကိုပြန်လဲပြီးတော့ဆင်ញင်သုံးသပ်နိုင်ရနော်အဲဒီတော့သူတို့ဒီမကြာခဏဆရာကတပါးကောင်းနေနဲ့တွေ့ရတယ်မိကောင်းဆေကောင်းနေနဲ့လည်းတွေ့ရတတ်တယ်ခေါင်းဆောင်ကောင်းနေလည်းဖြစ်ရတတ်တယ်တဲ့ဘက်ဒီမာတို့နော်အချုပ်အချွေနဲ့ပတ်သက်တဲ့ကိစ္စရတဲ့မာတို့ရှောက်တတ်တယ် ဒါအင်္ဂါတပြင်းနဲ့ပတ်သက်ပြောပါနော်။အဲဒီလိုရောက်တဲ့ခါမှာကိုကကောင်းကောင်းမွန်မွန်စားတော့မယ်ဆိုလို့ချင်းအကောင်းကြီးဖြစ်မှာဖြစ်ပါတယ်။ဒါဘင်္ဂါနဲ့ပတ်သက်ပြီးတော့နော်။နောက်အင်္ဂါတသမိနဲ့ပတ်သက်ပြီးတော့မရဏဘောကိုပြောအောင်။ဒီကုရှိလေတဲ့ခါမရဏဆိုတာ။အဲဒီတော့မရဏဘွားတွေကဘယ်လိုပုံစံမျိုးသိနိုင်လဲဆိုလို့ချင်းမရဏဘွားကဘာကြည့်ပြီးတော့မရဏလို့ပြောရမလဲဆိုလို့ချင်း ကျွန်တော်ရဲ့မိတ်ဆွေတွေကဘေးရင်ကိုမဟိုမတွတ်တတ်တဲ့အတွက်နားလည်လည်အောင်ကျွန်တော်အကျွမ်းဆိုင်နဲ့ပြောမှဖြစ်တယ်။မရဏဘွားဆိုလို့ရှင်မိမိရဲ့မြမခုနှစ်ကိုခုနှစ်နဲ့စာတုံညကျွမ်းတယ်ဆိုလို့ရှင်မရဏဘွားဖြစ်တယ်။အင်္ဂါမရဏဘွားဖြစ်တယ်နော်။မြမခုနှစ်တက်ကလေးကိုခုနှစ်နဲ့စာတုံညကျွမ်းတယ်ဒါဆိုရင်ဘယ်နောက်ငရဲ့စင်မှာကျမရဲ့ခြူကြရတဲ့နော်။ကျမရဲ့ခြူခြူကြရတဲ့နောက်ဒီ စိတ်အားငယ်တတ်တယ်။ပြောမှဆိုရင်၆စိတ်လွတ်မှုတတ်တယ်။နော်။အဲဒီမှာ၆စိတ်လွတ်မှုတတ်တယ်။နောက်တစ်ခုကစိတ်ထံရရလွယ်တတ်တယ်။ဗရဏဓမ္မယစိတ်ထံရရလွယ်တတ်တယ်။အရွယ်ရောက်လာပြီဆိုလို့ရှင်ဒီလိုနဲ့ထုံနေကြောင်းမယ်။မွေးရတဲ့နေရာ၊ကြီးရတဲ့နေရာ၊အောင်မြင်အောင်မြင်တဲ့နေရာအပြောင်းလဲတွေအများအားကြုံလက်တတ်တယ်။နောက်ကာမစိတ်ကြီးထွားတတ်တယ်ကာမစိတ်တွေမထိနိုင် ကျင့်တွေမကြခဏပြရဏတွေနဲ့ရေဆုံရတယ်ကာလာရယောဂတွေပါတယ်ရတတ်တယ်ဒီမရဏဘွားတွေပေါ့နော်အဲ့တော့ကျမ်းမာရင်လည်းပတ်သက်လို့ရှင်ဒါကြီးသိရှိရမှာဖြစ်တယ်ထိချော့မှာဖြစ်တယ်နော်အဲ့တော့မရဏဘွားတွေကကိုယ့်ရဲ့လုံမှုဆောင်မှုနော်ညညောမှုတန်းကျင်ဖို့လိုတယ်အရိကပတနာပါးရနိုင်ရှိဖို့လိုတယ်ဘန္နဘွားတွေပထမဆုံးကကြီးပွားမယ်ချမ်းသာမယ် အိမ်ကောင်ကောင်းနေတွေ့ကျင်တယ်အလုပ်ကင် လုပ်ငန်းငယ်ငယ်နေအကောင်နေတွေ့ကျင်တယ်ဆိုလို့ရှင်ကိုယ့်ရဲ့ဒီအားနဲ့ချက်ကိုတည်ထားမယ်အဲ့ဒါပါလဲဆိုလို့ရှင် ချမ်းမကြီးကောင်းအရင်ဆုံးဆောက်တည်ရမယ်တောင်ကြကြပြကြကြရဲရဲဝုန်းဝုန်းနော်ရင်ဆိုင်ဖြည့်ရှင်းနေရမယ်နောက်တစ်ခုကကာမစိတ်ဆိုတဲ့ဥစားပြီးတဲ့ဘက်ကိုရှော့ချရမယ်ဒါမှသာလဲအင်္ဂါသာသမီးကြီး လုပ်ငန်းကိစ္စတွေအဆင်ပြေဖြစ်တယ်။အောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့လူတွေနဲ့တင်းမြတ်ခြင်းနဲ့စီးပွားရေးကိုဖြစ်သွဲခြင်းနဲ့ဆိုလိုခြင်းကာမစိတ်ကိုလျှော့ပါနောက်တစ်ခါရဲရဲနဲ့စိတ်ကိုတင်းမှကိုယ့်ရဲ့အာဏာချက်ကိုရှောင်ဝါကိုယ့်ရဲ့အာဏာချက်ကိုတည်ထားမှာကိုယ့်ရဲ့အာဏာချက်ကစိုးရင်စိတ်တွေများရတဲ့ရှောက်စိတ်မှုတွေလွမ်းတတ်တယ်။အဲ့ဒါကိုဖျောက်ပြီးဒီတည်ကြည်တဲ့စိတ်ကိုမွေးပါတတိရှိတဲ့စိတ်ကိုမွေးပါနော်နောက်တစ်ခုကအပေါင်းနဲ့ဝန်ဆံမှုအပေါင်းနဲ့ပတ်သက်တဲ့ကိစ္စ အဲခုနဘယ်လိုခေါ်မလဲဟိုလူရင်းနဲ့ဆက်သွယ်မှုလူရင်းနဲ့ပြောရေးဆိုမှုပြောဆိုမှုကိစ္စတွေပေါ့နော် တိုင်းပိုင်းနိုင်ရှိပါအဲ့တုံးချက်နဲ့ဘဝကိုဖျက်တတ်မဲ့ဆိုလို့ရှင်ဥစားတာလည်းကောင်းပါတယ်နော်အဲ့တော့ငယ်ပဲတင်မကျမ်းမာရေးတွေညံ့တတ်တယ်ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အားနည်းချက်ကိုသိရှိထားတဲ့အတွက်ကိုယ့်ဘဝကိုကြောင်းလန့်ဖို့အတွက်ကိုသူကနားလဲသွားတယ်ဘယ်တော့မှဆင်းရဲခံမှာမဟုတ်ဘူး ကိုဘွားကိုလူဖြစ်ရကျွနောက်ဆောင်ရွက်လိမ့်မယ်ဆိုတာဒီအချက်ကပြောခြင်းဖြစ်ပါတယ်နော်ဒါမရဏဘွားကိုပြောခြင်းဖြစ်ပါတယ်နောက်အင်္ဂါသာသမီးတွေရဲ့အထွန်းဘွားကိုပြောမယ်အထွန်းဘွားကိုအင်္ဂါသာသမီးအထွန်းဘွားကိုဘယ်လိုချက်တဲ့သိနိုင်မလဲဆိုလို့ရှင်ဆောစောလို့ပါပဲကိုယ့်ရဲ့မြန်မာတက်ခဲ့တဲ့မွေးခွနဲ့မြန်မာမွေးခွနဲ့ကိုခုနှစ်နဲ့စာလေးကျွန်းနဲ့ဆိုရင် ်အင်္ဂါတွေကထွန်းပါဖြစ်ပါတယ်ပေါ်လည်းမှုရှိတယ်မြင့်မြတ်မှုရှိရယ်နော်အတတ်ပညာတွေဆွဲဆောင်ရတတ်တယ်စိဘက်စိဘက်ပိုင်းဆင်ရာတွေထွန်းကျင်မှုတွေဖြစ်တတ်တယ်တီထွန်မှုကြံစမ်းမှုဉာဏ်ပညာအရန်ကောင်းတယ်နော်ထိတ်ချုပ်မှုအားကောင်းတယ်စွမ်းရည်ကြီးမားတယ်ဒါအင်္ဂါအထွန်းနေရပါနော်ကိုယ့်ရဲ့ကိုယ့်ရဲ့အခက်ခဲဖြစ်လို့ရှင်ကုညီမှုမဇာခနာကျွမ်းတတ်တယ် ဒါအင်္ဂါအင်္ဂါသားသမီးတွေဒီအထွန်းအချွန်းကြိုတွေကအဲ့တိုင်းသွားမယ်အဲ့တိုင်းလေးဆက်တိုက်သွားမယ်သွားမယ်ဆိုလို့ချင်းဘဝမှာအထွန်းဆိုတဲ့အဖွားစာသာကောင်းတယ်လို့ရှိရှိလဲဦးစာသာလဲကောင်းနိုင်တယ်တင်းမြတ်မယ်မိသားစုပျော်ရွှင်မယ်စီးပွားရေးဖြစ်ထွန်းမယ်နော်အဲ့လိုမဟုတ်ဖဲနဲ့မောက်မှာပြောပြောမယ်ဆိုမယ်စကားပြောရတာရိုင်းမယ်နော်မကြာခဏဆေးလို့ပြောလို့ရချင်းဆေးဆိုတာတန်ဆေးလွန်ပြီး လူများအတွက်အကျိုးပြုတဲ့ဆေးကိုကိုယ်ကအကျိုးပြုတဲ့ဆေးသုံးဆွဲတာဒါလည်းဆေးပဲနော်ဒါပေမဲ့လို့ဒီဟိုဘယ်လိုကောင်းမလဲကိုယ့်အတွက်ဘဝကိုအညွန့်သုံးစီတဲ့ဆေးမျိုးဆိုလို့ရှိရင်ဟုတ်လားအဲဆေးမျိုးတွေသုံးမယ်ဆိုလို့ရှိရင်လေကိုယ့်အတွက်သူ့ကျူဆေးဆိုတာမျိုးမျိုးရှိတယ်နော်အဲ့တော့ဒီကိုယ့်ရဲ့ဇယိုက်ကိုပေါ်လွင်ပြရဖြစ်တဲ့အတွက် ကောင်းမြတ်တဲ့လက္ခဏာကိုအထွန်းကျူကတဘာဝတရားရပေးထတာဖြစ်တဲ့အဲ့ဒါကိုထင်းသေးရမှာဖြစ်တယ်။အဲ့လိုမျိုးပဲနဲ့တရားပြောလဲမကောင်းကိုလဲနော်။အိုဟောရရင်ဖြစ်တယ်။တရားပြောရင်ထူးထူးဥပောက်ဖြစ်တယ်နော်။ခဏခဏရံပွဲတွေအဲအပေါင်းတွေမှားတယ်။အဲဒါဆိုလို့ရှိရင်တော့ဥစ္စာမကောင်းဘူး။ကြီးပွားလဲလမ်းမချောင်းနော်။မိသားစုကံလည်းကောင်းမှာမဟုတ်ဘူး။သွားသွားပြောလို့ဒီချိုးအထွန်းချိုး ပေါ်လွင်ပြရဖြစ်တဲ့အတွက်ကိုကအဲ့ထက်ဘုနာပြတဲ့မောက်မာရီမာနာရီနော်ကို့အတွက်ကိုပဲကြည့်ရဲသူတစ်ပါးကိုမကြည့်တတ်ဘူးကို့အတွက်ကိုပဲကြည့်တယ်ဆိုတော့ရှင်အဲ့ဒီကအချာကြီးကြည့်အချာကြီးကိုမရအောင်နော်ခြံဖောင်ချင်းသွားတတ်တယ်ဒါကိုရဲ့မိသားစုတွေမှာအင်္ဂါတသမီးအထွန်းဖွာလာမရဏဖွာလာအင်္ဂါဖွာလာဒါလေးကိုပြန်ပြန်ပြီးတော့နားထောင်လိုက်လို့ရှင်ထာဟာ ဘဝရဲ့အတက်ပညာနဲ့ဘဝရဲ့သူတို့ရဲ့ကိုယ်တိုင်ရှောက်လန်းရမယ်အတက်တွေเนาะအာအာရဲ့ဒါကိုပြောခြင်းဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်ထွန်းဘွားတိုက်ဖွားကိုပြောเนาะအင်္ဂါသားသမီးတိုက်ဖွားကိုဘာကိုကြည့်ပြီးတော့ပြောနိုင်လဲဆိုလို့ရှိရင်မြန်မာခုနှစ်တရက်ကိုခုနှစ်နဲ့စာတစ်ကျွန်းတယ်เนาะတစ်ကျွန်းတယ်ဆိုလို့ရှိရင်အင်္ဂါတိုက်ဖွားဖြစ်တယ် အင်္ဂါသားသမီးတွေအကယ်၍ဒီလိုတိုက်ဖွားရမတွေဖြစ်ခဲ့တဲ့ဆိုရင်တစ်ခါတည်းမှာသူတို့ကခိုင်းဝင်လို့လို့တက်လို့လို့ပုံစံမျိုးတွေဖြစ်တတ်တယ်။စိတ်ချမ်းသာချွတ်တဲ့ရမယ်ကြောက်တတ်တယ်။သူတို့ဒီတစ်ခါတည်းမှာသူရောသူရောပုံစံမျိုးတွေဆုံးဖြတ်ချက်ချတဲ့အခါမှာအမမအယူနေတွေကြောက်တတ်တယ်။ဟိုမထင်နဲ့မထင်ဟိုတိတိကြကြဆုံးဖြတ်ပဲဘိုင်းကို ဆုံးဖြတ်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့သုံးဖြတ်နိုင်စွမ်းအားနည်းပြီးတော့ပေါ့နော်တစ်ဖက်လူပဲသုံးဖြတ်မှုကိုသူကအရှုံးကြီးလွယ်ပြီးတော့လိုက်တတ်တယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့အားနှစ်ချက်ဒါတိုက်ပွားဓမ္မတွေကအခါတည်းမှာအလို့မှာကိုကိုယ်တိုင်ဆောင်ရရတော့မယ်မဖြစ်မနေဆောင်ရရမယ်ဆိုလို့ရှင်မှန်မှန်မသိမှန်မှန်မသိလောက်ပြီဆိုရင်လေသူကရှေ့နောက်မကြည့်လုတ်လိုက်တယ်အမားကိုစင်ကျင်တုံတရားမထားတော့ဘူးပေါ့နော် အစွန်းရောက်သွားတယ်အဲဒါဆိုလို့ရင်အပြက်ဘက်ကိုဂျုံအပ်တတ်တယ်ရှုံးညနောက်တစ်ခုကတိမ်ငယ်ရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်နောက်တစ်ခါတည်းမှာကိုယ်ကိုယ်ရဆုံးဖြတ်ချက်ချတဲ့အခါမှာသွေးစွားကြီးဖြစ်တဲ့အတွက်တစ်ခါတည်းမှာ အမားဘက်ကိုအမြဲတမ်းဂျုံအပ်တတ်တယ်ဒီတိုက်ပွားဓမ္မတွေကနော်နောက်တစ်ခုကတစ်ခါတည်းမှာဒီရော့ချလိုက်ပြီးစိတ်ခွင်အားရော့ချလိုက်ပြီးဆိုလို့ရှိရင်လေအင်္ဂါသားသမီးတွေက ပြောဆိုရခက်တတ်တယ်အရိကပဒနာဘုဆိုဖေယုံမတိတော့ဆိုတဲ့အနေထားမျိုးဖြစ်သွားတတ်တယ်ဟိုကပြောချင်တာဘာလဲဆိုတော့မှားတာလေလက်မခံဘူးမှန်တာလေအခါစီမှာလက်မခံတာဘူးဘာလို့လဲဆိုတော့မှန်တာကိုလက်ခံဖို့ဆိုလို့ရှိရင်အရိကပဒနာကိုယ့်ရဲ့လုံမှုဆောင်မှုတွေတိကျကြကြင်တွေ့ရမယ်တိုက်ဆိုတဲ့တဘောတရားကစစ်ဆက်တဲ့တဘောတေချာတဲ့တဘောကိုဆောင်ထားပြီးသားနော်အဲ့ဒီမှာ သူ့ရဲ့ပင်ကိုတဘာဝဆိဆက်မှုနေချမှုခြိတာပြရဥစ္စာကိုသူတို့ကလွတ်ပြီးတော့ရော့နဲ့ရော့တော့တင်းနဲ့တင်းပလိုက်တယ်ဓာတ်ရဲမှာမရှိတော့အရိကပစနာအဲ့တော့ဒီနေချပါတယ်ဖြစ်နေတဲ့ကိစ္စနေပြီးတော့ထပ်ကွန့်ပြီးတော့ပို့ပြီးတော့သေချာအောင်လုပ်လိုက်တဲ့ဂိမ်းမှာအိုဘာဖြစ်သွားတယ်အဲ့ဒါခါကျတော့သူတို့နဲ့စကားပြောတာတစ်ခါသေးမှာနော်ဟိုအဆင်မပြေဘူး တစ်ဖက်ကညဉ့်ညခံရတတ်တယ်။အုံနောက်မှာကောင်းရလားဆိုတော့ချိုးတွေကြဖို့မှာပေါ့နော်။အုံနောက်မှာကောင်းရလားဟိုဘယ်လိုခေါ်မလဲဆိုကိုပြောရလဲနားမထောင်တူတဘောတူလောလုံးနေမှန်မှန်ပြီမှန်မှန်ပြီဒီအိုက်ဘုံစံပြီပေါ့။အဲ့တော့တိုက်ဆိုတဲ့တဘောတရားကဘာရာကြီးနဲ့ပတ်သက်ပြီးရောထိန်းချုပ်ပြီးရောတနိုင်တပိုင်လုံငန်းဆောင်ရွက်တော့မယ်။အင်္ဂါသာသမီတိုက်ဖွာရမားတွေအောင်မြင်နေဆိုလို့ရှိရင်နောက်တစ်ခုကကိုယ့်ရဲ့အာနေအာတာချက်ပေါ်မှာအာတာတဲ့ဘက်ကိုလည်းနှင်းငံလိုက်လို့မရဘူး။ အာနတ်ချက်ပေါ်မှာလည်းဆင်းလို့မရအောင်အလဲမှာဖြစ်နေရမယ်နော်ပြည်တိကြကြဆောင်ရနိုင်ဖို့နော်ကိုယ့်ရဲ့ဖက်မောင်းတန်းသွားဖို့အမားအမအဲ့ဒါကတော့ဘာရာရေး ရှုတောင်းအောင်နေပြီးတော့စိတ်ကို တိုင်းထွာမှာဖြစ်တယ်ဘာရာရေးနဲ့ညှိနှိုင်းပြီးတော့ကိုယ့်စိတ်ကိုအကောင်းဆုံးပြောင်းဆောင်ရမှာဖြစ်တယ်သူပြောကိုပြောနောက်ကိုလိုက်သွားလို့ရှင်မှန်ရင်တော့ကိစ္စမရှိဘူးတဖက်လူကမှားမှားတဲ့ဘက်ကနေမှားတဲ့ဟို ဟိုအမားအကြံပြုတ်လိုက်တဲ့လူတယောက်ကိုကိုကလက်ခံလိုက်မယ်ဆိုလို့ရှင်အဲ့ရဘဝမှာဆိုးချိုးတွေနဲ့တက်ရောက်တတ်တယ်ဒါကိုပြောချင်းဖြစ်တယ်နော်တိတ်ပြီးတော့လိုက်ဖွားရမရာတအားကြီးစဉ်းစားဆုံးဖြတ်စီရမလို့ဘူးအရိကပဒနာဖိတ်ကောင်းနှလုံးကောင်းမွေးပြီးတော့ဘာရာကြီးနဲ့တက်မှတ်မှကိုယ့်ရဲ့ပဂရိအခြေအနေအောင်မြင်မှုရမယ်စီးပွားဖြစ်မယ်တိုးတက်မယ်မိသားစုအခြေအနေကောင်းမယ်ပြောချင်းမှုရမယ်ဒါတိုက်တဘောကိုပြောချင်းဖြစ်တယ်နော် ယာစကိုပြောအောင်နော်အင်္ဂါတသမိယာစဆိုတာဘယ်လိုပုံစံမျိုးသိနိုင်လဲဆိုလို့ရှင်နော်ငါကျွန်းမြမခုနှစ်တက်ကလေးကိုခုနှစ်နဲ့စာငါကျွန်းနဲ့ဆိုလို့ရှင်အင်္ဂါတသမိယာစဘာဖြစ်တယ်ငါကျွန်းနဲ့ဆိုလို့ရှင်နော်ယာစဆိုရဲမြင့်မြတ်ခြင်းဖုန်ကိုကြည့်ခြင်းအရှောင်တောက်ပြောင်ခြင်းဒေသန်တတိရှိခြင်းနော်အဖက်ဖက်ကနေပြီးထူးချင်မှုတွေဖြစ်ခြင်း တည်ထွင်မှုကြံစားမှုဘာသာရေးအထွတ်ထိပ်ရောက်ခြင်းအဲ့လိုရှိတယ်အဲ့ဒီမှာအဲ့လိုပေါ်လွင်နေတဲ့မြင့်မြတ်နေတဲ့လူလူရတယောက်ကဘဝကံကြမ္မာပါပြီးတာအဲ့ဒီမှာသူကမောက်မှမယ်ကတ္တံကျမ်းစာဆက်ဆံမယ်နော်ခုလောက်မှတံမိုးမထားဘူးဆိုတော့အမြင်နဲ့တပားတူတွေဆက်ဆံမယ်ဆိုတော့ရှင် အကြနာတတ်ပါတယ်အရိကပဒနာနော်ကိုရောင်ကိုပါရှော့တတ်တယ်ဥစားတာမကောင်းတဲ့အနေနဲ့ဖြစ်တာစီးပွားရေးကျတတ်တယ်မိသားစုနဲ့ပတ်သက်ပြီးဘေးကဖြစ်တတ်တယ်သွားလျာမှာအိမ်အောင်ရှုပ်နေမယ်နော်စကားပြောတို့ဥပောက်ဖြစ်မယ်နော်ငါမငါဆွေအတကိုင်းဆက်ကိုင်းဆွဲထားမယ်နော်ငါဒါလည်းအလှဆုံးငါဒါလည်းအချောဆုံးငါဒါလည်းအမှန်ကန်ဆုံးလို့ဆုံးဖြတ်လိုက်မယ်ဆိုလို့ရှိရင်ကိုကအင်္ဂါသားသမီးတိုင်းအင်္ဂါသားသမီးကတဘောကောင်းပြီးတာဒါပေမဲ့လို့ကိုကအိုက်စိတ်ကြီးဝင်ပြီးတော့ ကိုခက်ခဲဖြစ်တဲ့ခါမှာလူကမှကိုကိုတုတ်ပြန်ကြမှာမဟုတ်ဘူး။ပေါင်းချင်းသွားတတ်တယ်။ဒါကြီးလည်းပဲနော်။ပေါင်းချင်းသွားတတ်တယ်။အဲ့တော့မာနရရှောရမှာဖြစ်တယ်။ပေါ်လွန်မှုအယောင်မှတ်မိန်အောင်ထိမ့်သိမ်းရမှာဖြစ်တယ်။စကားပြောလက်ခံနိုင်တဲ့စကားစကားလုံးမျိုးပြောရမယ်။အဓိကပဒနာနော်။သူ့ရဲ့ဇယက်ကြီးကအင်ကားဆွဲဆဲကစကားပြောရခိုင်းမှာရှင်းတတ်တယ်၊ကျန်တတ်တယ်။အဖက်တို့တုတ်ပြန်မှုကျန်တတ်တယ်။ ဒါလေးတွေသိဖို့လိုတယ်နော်။ဇာသားဖွားတွေရံကောင်းတယ်။ဒါပေမဲ့လို့ဟိုကောင်းတာကိုသိဖို့လိုတယ်။ကောင်းမမလို့ဆုံးမမလို့ဟိုကိုယ့်ရဲ့အဖြစ်ကိုကိုကမခံမခံမတတ်ဘူး။မတုံးတတ်တတ်ဘူးဆိုရင်လမ်းတွေလဲလွဲလွဲနေရတယ်ခဏခဏဘဝအတိတ်ကပြန်ပြန်ပြောစနေရတာတည်း။ဒါကိုပြောပြခြင်းဖြစ်ပါတယ်။ဒါဇာသားဖွားတွေပေါ့နော်။ကောင်းပြီလား။တစ်ဘက်ဆေးဘက် ဆက်ပစ္စည်းအင်ဂျင်နီယာဆက်လုပ်ရေးအကောင်လုံးကျိုးပေးတယ်စီးပွားရေးမှလည်းအကောင်ကျိုးပေးတယ်ပေါ့ဗျာဒါဆိုရင်ပုတိကိုသွားပုတိဆိုတဲ့တဘောကမကျော်စောဆိုတဲ့တဘောကိုသူကရည်ညွှန်းတယ်လေးဝတ်တတ်တယ်ဖုံးဝတ်တတ်တယ်ကာမလင်ကိစ္စဒါရင်းနဲ့ပတ်သက်ပြီးတော့လဲရှုပ်ထွေးမှုရှိတတ်တယ်ပုတိဒါဆိုတော့ပုတိကိုဘယ်လိုကြည့်မလဲဆိုလို့ရှင်နော်နှစ်ကျွမ်းမာရီက မြန်မာခုနှစ်တကရကိုခုနှစ်လက်စာနှစ်ကျွန်းနေဆိုလို့ရှင်အင်္ဂါဒါသအင်္ဂါဒါသမီးတွေကပူလီပါဖြစ်တယ်အင်္ဂါဒါသမီးရဲ့ကိုယ်ကိုယ့်ရဲ့မွေးခုနှစ်ကိုခုနှစ်လက်စာလို့နှစ်ကျွန်းနေနော်အာပူလီပါပါပူလီပါလို့ဆိုလို့ရှင်ဟိုနမွေးရတဲ့နေရာကြီးရတဲ့နေရာအောင်မြင်တဲ့နေရာနောက်အိမ်အောင်ကြတာလေးဇလန်းနေမြရတ်တယ်အိမ်အောင်ဆက်တွေမြရတ်တယ်မကြခဏခက်ရံနေဖြစ်တတ်တယ်နော်အဲ့တော့ဖာဒရီမှာကိုယ့်ရဲ့ပြောဆိုမှုခက်ရံနေကြောက်မကြခဏ နော်မော်စကိုရောက်တာအချုပ်တို့ဘာတို့ရောက်တာမကြာခဏဒါနှိပ်ဖြစ်တတ်တယ်နော်အဲ့တော့အင်္ဂါသာသမီးဒီကိန်းခန်းကိုရှောင်းရမှာဖြစ်တယ်အရိကပဒနာပြေခွက်တဲ့အချို့ကကိုယ့်ရဲ့ရှင်ကြီးစိတ်ချရတဲ့တူကိုနဲ့ဂရိတ္တစာဂရိကုပဲပြောရမယ်တူကိုနဲ့လုပ်ငန်းဆောင်ရမယ်တူမိသားစုဝင်နေအတွင်းလူရောပါအောင်ပေါ့နော်ဒီလိုတိတိကျကျပြောဆိုရမယ့်လူတွေကိုလျှို့ဝှက်လို့မရပါဘူး နော်လျှို့ဝက်ပြီးတော့ဖုံးကွယ်တဲ့စကလုံးနေနဲ့မာယာများမယ်အနေထားမျိုးတွေမပြောရဘူးမဆိုရဘူးနော်ဒါအဲ့တော့ကအိမ်တော်ဆက်မများဘူးစကားပြောနဲ့ပတ်သက်ပြီးတော့လဲထင်းထင်းနေနေနဲ့ပြောဆိုရမယ်ဒါကြောင့်မလို့လျှို့ဝက်တဲ့ကိစ္စတွေကာမရှုပ်တဲ့ကိစ္စတွေနော်ဒါဆိုလို့ရှိရင်မကြည့်ပွားနိုင်ဘူးဥစ္စာတလည်းမကောင်းနိုင်ဘူးငကောကမှပူလီပွားဖြစ်တဲ့အတွက်ပေါ့အဲ့ဒါကိုထိန်းချုပ်တာမယ်ဆိုလို့ရှိရင်ဆန့်ကျင်ဘက်အကောင်းကိုပြန်လှည့်လှည့်လှည့်မယ်ဆိုလို့ရှိရင် ပါရိုင်းနဲ့ပတ်သက်ပြီးတော့လည်းကန့်ဆဲမှုနားလည်ရမယ်။ဇီဝရေးအကြောင်းလူမှုရေးအကြောင်းတွေသိလာမယ်။ပို့ပြီးတော့ကျွမ်းကျင်လာမယ်။မလဲဝတ်တော့ဘူး။လိန်လယ်မှုမမမလုပ်ထားဘူး။ကာမနဲ့ပတ်သက်ပြီးတော့ရှုပ်ထွေးအိမ်တော်ဆက်တွေများခြင်းမလုပ်ဘူး။တစ္ဆာရှိမယ်ဆိုရင်ဥစားတာကောင်းမယ်၊ကြီးပွားမယ်၊မိသားစုပျော်ရွှင်မယ်။စံသာနေရပါမယ်။နော်။ဒါပုတိနဲ့ပတ်သက်တဲ့အကြောင်းတရားကိုပြောခြင်းဖြစ်တယ်။ဒါဆိုလို့ရှိရင်အဓိပတိသွားအဓိပတိအင်္ဂါရအဓိပတိကို နော်ဘယ်လိုသိနိုင်လဲဆိုရင်မိမိရဲ့မြမမွေးခုနှစ်အင်္ဂါသားသမီးရဲ့ကိုယ့်ရဲ့မြမခုနှစ်ကိုခုနှစ်နဲ့သား၆ကျွန်းနဲ့ဆိုလို့ရှင် အင်္ဂါသားသမီးတွေကအဓိပတိပဲအဲ့ဒီအဓိပတိဘွားတွေကသူ့ရဲ့ကြီးမြတ်မှုတွေပေါ်လွင်မှုတွေထင်ရှားမှုတွေရှိပြီးတာအဓိကပေါ့နော်အဲ့ကိုရောကိုပါရှိရလို့ပြောကြတယ် ကိုရကိုဝရှိထားပြရာအရာထင်ပေါ်ထွက်ရှားမှုရှိနေတဲ့အရာတွေကိုပေါ့လျှောက်ကိုရဲ့ဘဝတက်တက်တက်စာလုံးထိမ့်သိမ်းသွားမှာဖြစ်တယ်အဲ့ဒါကမထိမ့်သိမ်းနိုင်မဲ့ဇေရီယာဘာလဲဆိုလို့ရှိရင်အဓိပတိရလဲမာယာများရတယ်မာနထားရတယ်နော်ကိုမကိုကိုကအဓိပတိဆိုတဲ့ပုံစံမျိုးစိတ်နဲ့ လူတွေကိုဆက်ဆံမယ်ဆိုလို့ရှင်ဥစားတာညံ့ပါတယ်နော်ရှင်းပွားရေးနဲ့ပတ်သက်ပြီးတော့လုပ်လို့မရပါဘူးအစာမဆေးမဖြစ်တာတွေကိုဘာပဲလုပ်လို့အလွဲချော်တယ်အိမ်တော်ဆက်တွေများတာတွေနော်အင်္ဂါလို့ပြောတဲ့အခါအင်္ဂါသာသမီးရတော်တော်များများကာမနဲ့ပတ်သက်ပြီးတော့ထကြွလုံလောက်မှုတွေပြင်းထန်တယ်နော်ပြောရေးဆိုရင်းနဲ့ပတ်သက်တာတွေနောက်ဆက်ဆောင်မှုလိန်ဆိုတဲ့ဆက်ဆောင်မှုစိတ်အားကြီးတယ်လို့ပြောကြမှာလေနော် ဒါရင်နဲ့ပတ်သက်ပြီးလို့ချင်းအဲ့တော့မာယာများတဲ့ကိစ္စကြီးရှင်းချမယ်အပြင်ကိစ္စရှုပ်ထွေးမှုတွေကိုရှင်းချမယ်တကားပြောဆိုမှုကိုထိမ့်သိမ့်မယ်နော်အင်္ဂါနာနေနဲ့ပတ်သက်တဲ့လုပ်ငန်းမှန်တယ်များအကုန်ချိုးပြီးတယ်ဒီအသေးသေးပွားတွေကပြောမှဆိုလို့ချင်းနော်အဲ့တော့ဒါဆိုလို့ချင်းကိုယ့်ရဲ့သင်ပေါ်ကြောချမှုအရှောင်းတောက်ပြမှုဒါတွေရှိထားပြီးရဥစ္စာကို မယုတ်ရော့စီပဲနဲ့ဆက်ပြီးတော့ထဲမှာဖြစ်တယ်။ရှုပ်ရော့စီတဲ့အရာတွေကတော့မာနထောင်လွှမ်းမှုနော်မာယာများမှုဒုတိယကိုလှည့်စားတတ်တဲ့အနိဋ္ဌမြင့်နေကျုံရတတ်တယ်နော်အဲ့ဒါယူပယ်ပါရှောင်ပါလို့ပြောချင်ပါတယ်ဒီကကိုယ့်ရဲ့အောင်မြင်တဲ့အဓိပတိဆိုတဲ့အရာကိုလူတွေနဲ့ကောင်းကောင်းဝင်ဆက်စားမယ်အဓိပတိဖြစ်နေတာကိုထပ်ပြီးအဓိပတိလုပ်လို့မရဘူးအဓိပတိဆိုတာကိုဆောင်ထားမှဖြစ်တယ် အဓိပတိငါဟာအဓိပတိပါကိုယ့်ရဲ့အဓိပတိသိခြင်းတွေလူတစ်ပါးကိုထုတ်ပြောစရာမလိုဘူးအရိကမထင်တာပါနော်ငါဟာအဓိပတိပါငါ့ကိုငါအဓိပတိဖြစ်နေပြီပါပဲသူများကိုပြောစရာမလိုသူများကိုပြောတဲ့အခါကျတော့တချို့ကဒုရီယလူတိုင်းမှလူတိုင်းမှပေါ့နော်ဟိုကိုကောင်းစားသူများမနာလို့ဆိုတာလေနေရာတိုင်းမှရှိတတ်တယ်အဲ့တော့ကိုယ့်ရဲ့လျှို့ဝှက်ချက်အောင်မြင်မှုကိုထိန်းသိမ်းထားမယ်ရမှာဆိုတော့ကျနော်ကိုယ့်ရဲ့အောင်မြင်မှုနဲ့ပတ်သက်လို့ရှင်ခုနော် တပားသူကိုအသုံးမချအောင်အောင်မြင်မှုနဲ့ပဲကိုကအသုံးချမှာဖြစ်တယ်ဒါဟာအဓိပတိနဲ့ပတ်သက်ပြီးပြောချက်ဖြစ်တယ်ဒါကကျွန်တော်အင်္ဂါသားပြများအတွက်ဒီနေ့ဗီဒီယိုဖိုင်မှာတသက်တာဒေရိုက်လက္ခဏာလေးနဲ့ဆောင်းဝါဆောင်းဝါလေးကိုမျှဝေပြောချက်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများပြည့်စုံကြပါစေခင်ဗျာ